လုပ်ငန်းကိုအခြေခံလို့ရတဲ့ပုံစံနှမျိုးအားလုံးမိတော့ပါ CC ရတဲ့ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စီးပွားရေး marketing ဘိုင်းတွေကိုရှောင်းရင်းလုပ်ပေးနေတဲ့အောင်ကိုဖြစ်ပါဆိုတော့ကျွန်တော်ဒီကနေ့ဗီဒီယိုမှာလုပ်ငန်းကိုပေါက်လိုက်တဲ့အချိန်မှာထက်ချက်ပါဆိုပြီးတော့ပြောခဲ့ပါတယ်ဒီကနေ့မှာတော့ဘယ်လိုပုံစံမျိုးနဲ့ချဲ့လို့ရလဲဆိုတဲ့ဟာကိုဒီကပြောချင်တာပါအဲ့တော့လုပ်ငန်းကိုချဲ့ထွင်တဲ့အခါပုံစံနှမျိုးနဲ့ချဲ့ထွင်လို့ရပါတယ် product ကိုချဲ့တာရယ် market ကိုချဲ့တာရယ်ပါ product ကိုချဲ့တယ်ဆိုတာကတော့ရှင်းပါတယ်ရှိတဲ့ product ပြီးနောက်ထပ် product တွေထပ်တိုးပြီးတော့ထုတ်တာပေါ့တကယ်လို့ကိုကကိုယ်ကိုယ် product ထုတ်တာမဟုတ်ဘူးပစ္စည်းတွေတင်ပြီးရောင်းနေဆိုလို့ရှိရင်လည်းရောင်းနေတဲ့ပစ္စည်းဒီ product line တွေနောက်ထပ် product line တွေအစ်တက်ထပ်ပြီးတော့တိုးတာပေါ့ဥပမာမျက်စိတွေမှာမြင်တာထင်တာရှိအောင်ပြောရမယ်ဆိုလို့ရှိရင် ပရီမီယာပေါ့နော်ပရီမီယာကကျွန်တော်တို့ဈေးွက်ထဲကိုစပြီးတော့ဝင်လာတဲ့အချိန်မှာ 2+1 ဆိုရဲနှစ်ကော်ပီနဲ့ဝင်လာတယ်အဲ့လိုဝင်လာပြီးတော့သူဈေးွက်တစ်ခုရလာတဲ့အချိန်မှာသူ3 in 1ကိုထပ်ပြီးတော့ဈေးွက်ရအောင်ထပ်လုပ်တယ်3 in 1ရသွားတဲ့အချိန်မှာနောက်ပိုင်း creamy တွေရောကပချီနိုတွေရောနောက် tea master လာပါလားအဲ့လိုပါလက်ဖက်ရည်တွေရောအစုံမဲ့သူ product line အစုံထပ်ပြီးတော့သူချဲလိုက်တယ်ဒါကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့က product ကိုထပ်ပြီးတော့ချဲတဲ့ပုံစံမှာ product ကိုထပ်ပြီးချဲတဲ့ပုံစံမှာ ခုနပရီးမီးယားလိုပဲ brand နဲ့ပဲအတူတူပဲမတူညီတဲ့ product line တွေထပ်ထုတ်တယ်ပေါ့ဒါက brand မပြောင်းဘူး product line ပြောင်းပြီးတော့ထုတ်တာနောက်တစ်မျိုးကကြတော့ကျွန်တော်တို့က brand ပြောင်းသွားတယ် product line မပြောင်းဘူးအဲ့ဒါကတော့မျက်စိထဲမှာမြင်တာတင်တာရှိအောင်ပြောရရင် L5 ပေါ့ဗျာ L5 ဆိုလို့ရှိရင်တောက်ရည်တတ်မယ်ဒါမှမဟုတ် blue mountain ထပ်ထုတ်တယ်နောက်ပြီးတော့ live to bar ထပ်ထုတ်တယ်အဲ့တော့အဲ့အကြောင်းကိုကျွန်တော်ရှေ့မှာပြောခဲ့ပြီဆိုမှမကြည့်ရသေးတဲ့သူတွေကျွန်တော်အချင်းချင်းဒီမှာပြန်ပြောရရင် brand မပြောင်းမဲနဲ့ကျွန်တော်တို့က product အသစ်တွေထပ်ထုတ်တဲ့ခါကျရင်အားသာချက်ကဘာလဲဆိုလို့ရှိရင်ဒီ brand ကိုတည်မိတာဖြစ်တဲ့အကြောင်းမလို့ market အရင်ကြီးမဖောက်ရအောင်ပေါ့ဗျာအရင်ကြီး market မဖောက်အောင် ဒါပေမဲ့ကျွန်တော်ထပ်တိုးထုတ်လိုက်တဲ့ product တွေက market ကတကယ်လိုအပ်ချက်ရှိရလား market မှာတကယ်ရောင်းရပါမလားဆိုတဲ့ဟာတော့တစ်ချက်ကျွန်တော်စဉ်းစားတာပေါ့အဲ့လိုမဟုတ်ဘဲနဲ့ L buy လို့ကျွန်တော်တို့က brand ပြောင်းပြီးတော့ထုတ်တယ်ပေါ့ brand ပြောင်းပြီးထုတ်တဲ့ခါကျတော့ရှင်အသာချက်ကကျတော့ရေတန်းရေတန်းမယ်ကိုလုံးငွေကြဖြစ်စီဖြစ်တဲ့ကြောင့်မလို့ကို့အတွက် resource တွေအားလုံးအစုံအမြင်ရှိပြီးသား AEC သွားလို့ရပြီးသားဒါပေမဲ့ brand ပြောင်းလိုက်တဲ့ကြောင့်မလို့ ပြန်ပြီးတော့အာမိတ်ဆက်ပေးရတာပေါ့အဲ့ဒီမှာမှဒါကကျွန်တော်အပိုင်းကနေထုတ်ပါရဲဆိုတဲ့ပုံစံမျိုးဟို tip ကြော်ညာလိုက်တယ်ဆိုရင်တော့အရင်ကြီးတော့ဒါလည်းတိတ်မပေးတော့မှာပါဘာလို့ဆိုတော့မူလ brand ကိုလူတွေကယုံကြည်မှုရှိပြီးသားဖြစ်တဲ့ကြောင့်မို့ထပ်ထွက်လာမဲ့ brand ကိုလည်းတိုင်းလာတယ်ဟိုဒီယုံကြည်မှုရှိတယ်ဒါကကျွန်တော်တို့လုပ်ငန်းတော်တော်များများတွေ့ရတယ်ကျွန်တော်ပြောခဲ့တဲ့ boss နေမှာဆိုလို့ရှိရင်လည်းတို့တော့ပါလဲပြီးရပြီးတော့ဒီတိုင်းတော့အဲ့လိုခွဲပြီးတော့ထုတ်တယ်ပေါ့အခြားမျိုးသမီး website တွေမှာလည်းအဲ့လိုမျိုး main brand ပြင်နည်းနည်းလေးပေါ့နော် quality အနည်းငယ်ဒါမှမဟုတ်ဘယ်နဲ့ ဆိုကြပါစို့ trend အပြောင်းလဲလုပ်ပြီးတော့ထပ်ထုတ်တာမျိုးရှိတယ်။ဒါကကြတော့ကျွန်တော်တို့ product ကိုထပ်ပြီးတော့ချက်ရပါ။ကိုကအဲ့လို product ကိုထုတ်တာမဟုတ်ဘဲနဲ့တင်ရောင်းလာဆိုလို့ရှိရင်ဗျာ။ဒါပါတော့ကျွန်တော်တို့ကစာရေးကိရိယာရောင်းနေပေါ့။စာရေးကိရိယာရောင်းနေတာနေပြီးတော့အဲ့မှာပဲကျွန်တော်တို့ထပ်ပြီးတော့ဟိုဒီနာမည်နဲ့ပေါ့ဆိုကြပါစို့အောင်စာရေးကိရိယာကိုကျွန်တော်ရောင်းနေတယ်။အဲ့ဒါကိုပဲအောင်စာရေးကိရိယာဟိုဘက်မှာထပ်ပြီးတော့အောင်အထည်ဆိုင်ဆိုပြီးကျွန်တော်ထပ်ဖွင့်တာမျိုးအဲ့အောင်အထည်ဆိုင်ကြီးအဲ့ဟိုဘက်မှာအောင်အဲ clear စနေကုန်ပါပေါ့။အစရှိတဲ့ပြင်ပကျွန်တော်ထပ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 ်တိုးပြီးတော့ကျွန်တော်တို့ချဲ့သွားတာ။အဲ့ဒါကကျွန်တော်တို့ကိုယ်တိုင်ထုတ်တာမဟုတ်ဘူး။သူများဟောင်းဝယ်ပြီး ော့ပဲရောင်းနေတာပဲဒါပေမဲ့ product ကိုထပ်ပြီးတော့ချဲ့သွားတော့ကိုဒီတနေရာထဲမှာပဲကိုလန်လန်းမီရဲ့ area မှာပဲဒီဘက်ကကျွန်တော်တို့အိမ်ရဲ့ခေါင်းရင်းဘက်ကဆိုကြပါစို့အောင်စာရိကရိယာပေါ့ချီရင်းဘက်ကကျတော့အောင်အထည်ဆိုင်ပေါ့တအိမ်ကျော်လောက်မှာကျတော့အောင်လျက်စစ်နဲ့ကုံပါပေါ့အဲအဲ့လိုမျိုးပေါ့နော်ဒါမျိုးကျွန်တော်တို့ချဲ့သွားတာမျိုးကျတော့ product ကိုချဲ့တာပြောလို့ရတယ်နောက်တစ်ခုကကျတော့ market ကိုချဲ့တာ